ဆင့်သူပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ဖျက်မှန်ဇလန်းနေနဲ့ဘွားအသည့်ပညာပေးဇလန်းလေးကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ရွှေ Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှလည်းဖျက်မှန်ဇလန်းတစ်ပုဒ်ဖြစ်တဲ့စာရေးသူနန်းချညိုရေးသားထားတဲ့ဖျက်လန်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဇလန်းလေးကိုမစတင်ခင်မှာ Channel လေးကို Like Subscribe လုပ်ပေးကြဖို့နဲ့ဗီဒီယိုတစ်တစ်တွေတင်တိုင်းမှာသိရှိနိုင်စေဖို့အတွက်လည်းဘေးနားအနိုတီခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ ။ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲနားဆင်ကြည့်လိုက်ကြရအောင်ပါနော်။တခါတရံမှာလက်တွေ့ကြုံရတဲ့အဖြစ်အပျက်တွေနဲ့စိတ်ကူးရင်ဝတ္ထုဇလန်းတခါတရံမှာလက်တွေ့ကြုံရတဲ့အဖြစ်အပျက်တွေဟာစိတ်ကူးရင်ဝတ္ထုဇလန်းတွေထက်စမ်းကျေတတ်တယ်။ဦးမင်းဟာအညာတီတာမှာရှိတဲ့မြို့လေးတစ်မြို့မှာနေထိုင်သူတဦးပေါ့။ဦးမင်းရဲ့အသက်ကအခု2021ခုနှစ်မှာ အသက်40ရှိပါပြီ။ဒီနေ့မှာတော့စာရေးသူနန်းကြညိုဟာ အကြောင်းကိစ္စတစ်ခုကြောင့်ဇီးရီကိုလိုအပ်တာတွေဝယ်ဖို့ထွက်လာခဲ့လိုက်တယ်။ကျွန်ုပ်ကငယ်စဉ်ဘဝတည်းဟာပရာလောကအကြောင်းနဲ့ပတ်သက်လာရင် အလွန်စိတ်ဝင်စားပြီးတော့ဆက်စုတဲ့သူဖြစ်ကြောင်းစာဖတ်သူတို့သိရှိပြီးသားဖြစ်မှာပါ။ဒီလိုဆက်စုလေ့လာရတဲ့ကျွန်ုပ်ရဲ့ဝါသနာကစာရေးသူဖြစ်လာတဲ့အခါဖြစ်ရမှန်ပရာစာမှုအဖြစ်စာဖတ်သူတွေကိုမျှဝေပေးနိုင်ရန်ကုန်ကျမ်းများဖြစ်လာခဲ့တယ်။ဦးဝင်းနဲ့ဆုံတွေ့ရတဲ့အကြောင်းကတော့ဒီလိုပါ။ကျွန်ုပ်ဝယ်ယူတဲ့စာရအမျိုးသမီးက အမမေးတဲ့ပစ္စည်းကအိမ်မှာဆိုင်ုံရောက်မလာသေးဘူး။ကျမလည်းအိမ်ကိုပြန်စရာရှိတယ်။အိမ်လိုက်ယူပါလား။ဟုတ်ကဲ့။အိမ်ရောက်ဝေးလာရင်မဝေးပါဘူးအမရဲ့ဈေးထိန်နာကနေနှစ်လန်းကျော်လောက်ပဲ။ဒါနဲ့အမကတအားစကားဝဲတယ်နော်။ဘယ်မျိုးပါလဲ။ကျမကတောင်ကြီးသူပါ။ခုဒီမျိုးသားနဲ့အိမ်နောက်ကျလို့လိုက်လာတာ။အော်အဝေးကြီးပဲ။ဒါနဲ့အမဘာလုံးလုံးတာလဲ။တို့မျိုးသမီးကပိမ့်ပိမ့်အသားဖြူဖြူရုပ်တနက်နေရဖြစ်ပြီးတော့ကျွန်ုပ်ထက်လည်းအသက်ကြီးပုံရတယ် ဟုတ်ကဲ့ကျမကျောင်းဆရာမပါ။ဩဟုတ်ဆရာမလာလေ။အဲ့ဒါဆိုဆရာမလိုချင်တဲ့ပစ္စည်းအိမ်မှာလိုက်ယူစိတ်ကြိုက်ရွေးလို့ရတာပေါ့။ဒီလိုနဲ့ထိုမျိုးသမီးရဲ့အိမ်ကိုသူမနဲ့တူပစ္စည်းဝယ်ယူဖို့လိုက်ပါသွားခဲ့တယ်။အညာရဲ့နှွေကအရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတယ်။နေပူပူမှာသွာလာရသူဖို့အတုပ်ကိုပင်ပန်းလှပါတယ်။အကျွန်ုပ်ကလည်းမဖြစ်လို့သာလာခဲ့ရပါမယ်။ဖြစ်နိုင်ရင်အိမ်မှာသာနေရင်းစားရင်းနဲ့ ဆိုင်ရီးကျင်ဖတ်ချင်ပြီးတော့အချိန်ကိုကုန်စေလိုတာပါ။သူမရဲ့ဆိုင်ကယ်နောက်ကနေကျမရဲ့ဆိုင်ကယ်လေးကခက်မှန်မှန်လိုက်ပါလာခဲ့တယ်။မောင်းလာတာ၅မိနစ်လောက်ကြာပြီးနောက်သူမအိတ်အိမ်ထဲကိုသူမရဲ့ဆိုင်ကယ်ကိုမောင်းဝင်သွားတာမို့ကျမလည်းအဲ့ဒီအိမ်ထဲကိုဆိုင်ကယ်မောင်းဝင်ခဲ့လိုက်တယ်။သူမရဲ့အိမ်ကလမ်းမကြီးဘေးမှာရှိပြီးတော့တစ်ထပ်ပြင်နာဝင်အမျိုးအစားပေါ့။သူမရဲ့အိမ်မှာသူမရောင်းချတဲ့ပစ္စည်းတွေကိုအခန်းကြီးတစ်ခုမှာတူလောင်ထားတာကိုတွေ့ရတယ်။အင်းရှိမှာတော့ အသားညူညူခဝါဝါနဲ့ကျမနဲ့အသက်တိတ်မကွာတယ်လို့ထင်ရတဲ့အမျိုးသားတူဟာထိုင်နေရင်းနဲ့ကျမကိုတွေ့တဲ့အခါဖော်ရွှေစွာခေါ်ပါတယ်။အဲ့ဒီထင်တယ်။လာပါအမထိုင်ပါ။ तू ဟာအင်းရှိရဲ့ဘန်နာပင်အရေးမှာသူ့ရဲ့အင်းရှိဘန်နာပင်ရဲ့အရေးကနေဘဘူကလာတဲ့ကျမအတွက်တော့အတော်အမောပြေသွားစေပါတယ်။မောင်ကြီးဒီမအကြောင်းဆရာမားတဲ့တောင်ကြီးသူလေးစကားပြောတာအတန်ဝဲပြီးနားထောင်ကောင်းတယ်။ဆရာမကျမနာမည်ကမအေးနော် ူအကျမယောက်ျားကိုဝင်းနဲ့မအီးရဲ့အသက်ရွေးထက်သူမရဲ့အမျိုးသားကိုဝင်းကအသက်ရွေးအားဖြင့်ပုံငယ်ပုံရတယ်။သူမတို့ရဲ့အိမ်ထဲမှာတီဗီထိုင်ကြည့်နေတဲ့ဆယ်နှစ်နှစ်အရွယ်ကလေးမလေးတူကိုတွေ့ရပြီးတော့ထိုကလေးဟာကိုဝင်းနဲ့ရုပ်ချင်းတော်စင်တာကိုလည်းတွေ့ရတယ်။ကျမလည်းသူတို့ရဲ့အိမ်ရှိမှလွတ်နေတဲ့ခုံမဝင်ထိုင်လိုက်ပြီးတော့တီဗီကြည့်နေတာသမီးလားဒီကအကူနဲ့တပုံနဲ့တူတယ်နော်ဖအီတူသမီးဟုတ်ပါဗျာမအီးရဲ့ကြောက်ကိုဘလောက်ချစ်လဲတွေ့လာဆရာမ ကလေးတော်ကျုံနဲ့မိသူဆွဲထားလာမှတ်ရတယ်။ပြပြောနေတက်ပြီးတော့ခင်မွေွေကောင်းနေမိသားစုလို့မှတ်ချက်ချမိတယ်။ဆ ्याम မကြီးပြစီရပြီးမှအေးစေ၍ကိုရစ်ဆွေရဲ့မျိုးလို့သဘောထားနေရလေပူတာနဲ့ကျမတို့အညာသူတွေတော့အပူတန်းခံနိုင်တာမဟုတ်ဘူး။တောင်မတို့ဆ ्याम မဆိုပုတ်ဆိုးမှာပေါ့ဆ ्याम မမျက်နှာတစ်ပြင်လုံးနဲ့နေရနေတာပဲအပန်းဖြေပါဦး။ကျမကလည်းအရှိန်ပြင်းပြင်းနဲ့ပူနေတဲ့နေကြောင့်မျက်စိတောင်ကောင်းကောင်းမဖွင့်နိုင်တော့ပေတရာလမ်းမကြီးမှာ နေရှင်ရောက်ခါတိုင်းထက်အလေးအောင်နေ ဖြာချနေတယ်လို့ထင်ရတယ်။ပေတရာလမ်းမကြီးရဲ့အပူကြောင့်အကူငွေတွေကထက်လက်ထနေတာမကြခင်ကတ္တရာဈေးရောင်အရေးပြော်တော့မဲလို့ထင်ရတယ်။ဟုတ်ရပါတယ်အမနေရလဲပြင်းလိုက်တာခဏတော့ထိုင်ဦးမယ်နော်။ကိုဝင်းဆိုတဲ့သူကရေတခွက်ခတ်လာပြီးတော့ရေခွက်ကိုကျမကိုကံပေးရင်နဲ့ဆ iam မကျောင်းဆ iam မအလောက်ကအခုချိန်ကိုဗစ်တွေနဲ့နှာထားရတော့အချောပါလုပ်ငန်းတွေလုပ်သေးလေ။ကျမလည်းထိုရေခွက်ကိုယူပြီးတော့ရှေ့မှာချလိုက်ပြီး ကျေးဇူးပါ ကျမစာရေးပါတယ်အွန်လိုင်းမှာဖြစ်ရမယ့်ပြဿနာမူလေးတွေကိုဝါဒနာအရရေးပါတယ်ထိုအခါအဝင်းကဝမ်းသာအားရနဲ့ဟာအတော်ကြီးဆ iam မကြီးဟန်ချလိုက်တာဗျာကျွန်တော်ကြုံမှုရဲ့အကြောင်းတွေကိုပြောပြမယ်ဗျာဆ iam မလည်းရေးလို့ရတယ်ကျွန်တော်ကြုံခဲ့တာတွေကလည်းဆ iam မရဲ့စာဖတ်သူတွေသိရတာပေါ့ဆ iam မအေးဆေးမှပြန်လေနီးတယ်မလားဒီနေ့အိမ်မှာမအေးရမုတ်တီတုတ်ထားတယ်ကျမိမလက်ရလေးမီးရင်ပြောကြတာပေါ့အေးရေး ဟိုရီယာဆီယမ်မအတွက်မိမလက်ရစပယ်ရှယ်တွေလုပ်ပါအောင်ကကျမလည်းပရာဇလန်လို့အတန်ကြားတာနဲ့ဝမ်းသာအားရနဲ့စိတ်ဝင်စားတဲ့ကိုဝင်းကြီးအရာနီးတယ်နေရာလည်းအရန်ပူနေတာဆိုတော့ကိုဝင်းပြောတာလေးနားထောင်ပြီးမှပြန်မယ်လीထိုစင်မအီယာမုတ်တီတုပ်ကန်ကိုကင်ပြီးထွက်လာခဲ့တယ်အမလီဆီယမ်မကြီးသူကသူတရေချောက်ခံရတဲ့အကြောင်းလူတိုင်းကိုပြောချင်နေတာခုစာရေးဆီယမ်မကြီးနဲ့တွေ့တော့အဆင်ပြေသွားတာပေါ့ဆီယမ်မလည်းကုံချမ်းရသူ့လေးဖောက်တယ်ချရတာပေါ့ ကျွန်မလည်းခဏနာရင်သူ့ရဲ့မယိုးနိုင်တဲ့အကြောင်းတွေပြန်နှားထောင်ရတာပေါ့ကဲကိုဝင်းကြီးဆီယမ်မကိုပြောပြလိုက်တော့ဒီလိုဆီယမ်မရဲ့ကျွန်တော်အသက်20ကျော်အိမ်တော်မကြမီအချိန်လုံးအားပေါ့ဗျာကိုဝင်းရဲ့မျက်ဝန်းကြီးကရီဝင်းငေးမောပြီးတော့လွန်ခဲ့တဲ့အတိတ်ကာလစီကိုပေါ့ကျွန်တော်နာမည်ကမောင်ဝင်းနဲ့နေတာအညာဒေသမှာရှိတဲ့မြို့ငယ်လေးတစ်ခုပေါ့မောင်ဝင်းမှာငွေကြီးလေးရောက်အနံအငယ်ဆုံးသားဖြစ်ပြီးတော့နာမည်ပြည့်စုံရတော့မောင်ဝင်းထွေတဲ့ ။မဝင်းထွေးမှာအမသုံးယောက်ရှိပြီးတော့မွေးချင်းနေထဲမှာတော့သူတူဦးသာယောက်ျားလေးပါရမို့မိသားစုတွေကတအားချစ်ကြတယ်။မဝင်းထွေးရဲ့မိဘတွေကဝါထရံရက်လုတ်တဲ့လုပ်ငန်းကိုလုပ်ကန်ကြတယ်။မဝင်းထွေးကိုမိသားစုဝင်တွေကချစ်စလို့နဲ့အဝေးလို့သာခေါ်ကြတယ်။မဝင်းထွေးကသားငယ်ဆုံးပေမဲ့လိမ္မာကြီးချရှိပြီးအမရိနဲ့သာနေရတာမို့စိတ်ထားကနူးညံ့သိမ်မွေ့တယ်။မဝင်းရွယ်ရောက်တဲ့အခါဆီလီနဲ့အရက်ပီကအနှင်းငယ်တောက်တက်တာလွဲပြီးတော့ကြံတာမလုပ်ပါဘူး။ အဝင်းကြီးဖျားမကြီးမောင်လေးကြီးမနေ့ကဖွားဆုံးလို့ရွာအလူမန်းတက်ဆောက်ဖို့ဝါးရီပို့ရမယ်တဲ့မကြီးတို့စီမှာဝါးရီရလဲဖျံအော်ရာထွက်ပေးကြံတော့တယ်မပို့ပေးလို့ရလဲလူရင်းနှွေးဆိုတော့မကောင်းအခုကအချိန်ရှိသေးတယ်အဝင်းအင်းတို့ရွာဖုတ်ဖြူစီကမနေ့ဆော့ဆော့ဝလုံးတွေအလုံး200လောက်လာပို့ပါလားလို့သွားမှာပါလားအခုမှမှမနေ့ပြန်ရောက်မှာအေးရဆိုင်ကယူသွားဖြည်းဖြည်းလေးမအောင်တော့ရရလေးမကြီးရဲ့ငထုံးနဲ့နှစ်ယောက်သွားလိုက်မယ်အေး မှာပြီးတာနဲ့ချက်ချင်းပြန်ခဲ့နော်ညစာအောင်ဒီရောက်မှစားကြလမ်းမှာမှောင်သွားရင်မကောင်းဟုတ်ကဲ့ပါမောင်ဝင်းလဲဆိုင်ကယ်မောင်းပြီးတော့တငယ်ချင်းဖြစ်သူငထွန်းထံထွက်လာခဲ့လိုက်တယ်ငထွန်းရဲ့ချစ်သူကအင်တော်ရွာမှုမောင်ဝင်းဝလုံးသွားဝင်သူ့ကိုခေါ်ဖို့ထထက်မှာထားတာကြောင့်ငထွန်းကိုဝေခေါ်ရခြင်းပဲဖြစ်တယ်အင်တော်ရွာရောက်တဲ့အခါမောင်ဝင်းကဖိုးပြွေးရဲ့အိမ်မှာနေခဲ့ပြီးတော့ငထွန်းကတော့ဆိုင်ကယ်နဲ့ထွက်သွားတယ်ငထွန်းကညနေဆောင်ထိပေါ်မလာသေး မောင်ဝင်းလဲငထုကိုစိတ်ထဲရနေအတော်တော်သာထွက်နေမိတယ်။မိမိကိုမိသားစုကစိတ်ပူနေမှအတွေ့ပြီးတော့နေမထိထိုင်မသာဖြစ်လာတယ်။ငထုကိုဒီရွာကိုခေါ်လာမိတာမှားပြီလို့လဲနောင်တရနေမိတယ်။ဖိုက်ကလည်းစာလာပြီမို့ဖို့ပြူအိမ်မှာပဲငထုကိုစောင့်နေရင်းနဲ့မောင်ဝင်းတယောက်ညစာစားလိုက်တယ်။ဝတ်သားနဲ့မြှင့်ချိုချက်မကြည်သီးတောင်စူးဖို့ရွယ်ဟင်းချုံမို့စားကောင်းတော့ထပင်းနှစ်ပကံကုံသွားရတယ်။စားပြီးပိုက်လေးသွားတော့မောင်ဝင်းရဲ့မျက်လုံးလေးစင်းလာပြီ။ ဖိုးပြူဟာမောင်ဝင်းရေအဲ့ရင်တရေအိတ်ပါလားမဟုတ်လေဒီမှာပဲညာအိတ်လေမနဲ့ဆဆုံးမှထပြန်ပါလားနေပါစေမအိတ်တော့အမေတို့မာကြီးတို့စိတ်ပူနေမှာတငယ်ချင်းကလာတော့မှာပါမောင်ဝင်းတန်းစိန်မှာငထွန်ဟာပြ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 နဲ့ပြန်ရောက်လာတယ်ငဝင်းရေ sorry တငယ်ချင်းဟာငါကောင်မလေးဖိနေမကောင်းလို့ဟိုဘက်ရွာဆေးဆရာသွားပိတ်နေရတာဒီရွာဆေးဆရာမြို့တက်သွားနှစ်ရက်ရှိပြီတဲ့မသိပါဘူးကွာငါမင်းမင်းမခုပြေးပြီထင်နေတာအချိန်ရှိတော့ပြန်ရအောင် ကိုဖိုးပြူ၏ပြက်မိပြို့အေးအေးယူဆိုင်ပြန်ကြလမ်းမှာဖျားစာလေးပါလေးလဲရွတ်နော်ဘသူတတဆိုင်ကမြဲကြနဲ့ဟုတ်ကဲ့ပါမောင်ဝင်းတို့လည်းအင်းတို့ရွာစပြီးထွက်ခွာလာကြတယ်မောင်ဝင်းရဆိုင်ကကိုမောင်းနေရရက်လိုက်ပြီးတော့ငထုံးမိမောင်းကွာငါထမင်းစားလာတာဘိုက်ရန်လေးနေလို့မောင်းလာတာအဆင်မပြေဘူးမင်းလန်းသိတယ်မလားသိပါငါဖြက်လန်းလေးသိတယ်ဖြက်လန်းရသွားရင်ပို့ဆိုးရောက်မှာကွာငါကောင်မလေးငါကောင်မလေးစီငါလာနေကြဖြက်လန်းရရော အနေကင်းရလားကွာကင်းနေကွာလမ်းသိပ်မကောင်းတာတခုပဲအဲ့ဒါကလည်းမိုးရင်းမှပါခုချိန်ဆိုမြေလမ်းပဲပြောင်ချောလို့ကဲဒါဆိုရင်လည်းဖြက်လန်းရမောင်းကွာမောင်ဝင်းရဆိုင်ကယ်မောင်းနေရင်ငါဒီနေ့ဟိုဘက်ရွာဆေးဆရာသွားပြင်ရင်လည်းငါချစ်သူနဲ့ငါနဲ့ကုံစုံဆိုင်မှာအသေးပုံတော်ရဲလေးစင်တူဝဲခဲ့တယ်အသေးပုံလေးကအထင်းမှာဓာတ်ပုံလေးထည့်လို့ရတယ်ငါချစ်သူကသူ့ပုံလေးညှက်ပြီးတခါလေးထည့်ပေးလိုက်တာငါပုံကနောက်တစ်ခါလာမှသူ့ကိုပေးရမှာပေါ့ကွာ ခုကပုံမှန်ပါခဲ့တာ။ तू ကဒီဟာပျောက်သွားရင်ငါနဲ့ तू အပြက်ပဲတဲ့။ဩအေးအေးချိန်နူးနေကြတာ။ငါမှကိုဖိုးဖြူအိမ်မှာအမြင့်ပေါက်မတက်ထိုင်ဆောင်နေရတယ်။မင်းရလဲကွာကျေးဇူးပါ။အခုကဆေးဆရာခေါ်ပေးလို့ရောက်ခမလောင်းရလဲငါ့ကိုကြည်သွားပြီကွာ။မင်းကိုမနဲ့ပြန်တဝိုင်းတိုက်မယ်။အေးပါကွာ။ဟာဒါဖြက်လန်းလား။အပင်ရိတ်တွေနဲ့မှောင်တာစိုင်ကင်မီကောင်းနေလို့တော်သေးတာပေါ့။ငထွန်းတို့စိုင်ကယ်လေးရလဲပင်တွေအုံမိုင်းနေတဲ့မြေသားလမ်းကျယ်လေးထဲမှာ ေးကြီးပြေးနေတယ်။ဟျာရှေ့မှာရွာပါလား။မီးတွေလည်းလင်းလို့မဝင်းရဲ့စကားကြောင့်ငါရှင်တရွာမတွေ့မိတယ်လို့ပဲငါလေးလည်းမမားပါဘူး။မင်းကတော့လှုပ်ပြီးရွာလေအင်ဂျီ15ရင်လောက်ပဲရှိတာနေမှာပါ။ရွာသေးတာမို့မင်းတတိမထားမိတာနေမယ်။မကြမီထိုရွာကိုဖျက်ကျော်ပြီးတော့ရွာထက်မှာရှိရဲ့ဇီးငယ်လေးအရောက်မှာတော့နောက်ကမီးမပါတဲ့ဆိုင်ကယ်တစီးကမောင်ထုံးတို့ဆိုင်ကယ်ကိုကြော်တက်လိုက်စင်ပါပဲ။အတန်မကြမီမတွေ့ပဲရုတ်တရက်ပေါ်လာတာကြောင့် မထိုးဆိုင်ကယ်မောင်းနေရလန့်ပြီးတော့ဟန်ချက်ပြက်ကရှိုင်းသွားတယ်။ထုံမီမပါတဲ့ဆိုင်ကယ်ကသူ့လိုသွားရလမ်းရှိရငထိုးရဲ့ဟန်ချက်ပြက်မှုကိုရှောင်ရင်းနဲ့လမ်းဘေးမှာပြစ်လဲသွားတယ်။ဟာငထုံးရရက်ကိုဆိုင်ကယ်လဲသွားပြီကွာ။ငထုံးကဆိုင်ကယ်ကိုထိုးဆိုင်ကယ်ဘက်ကိုလှည့်ပြီးမီးထိုးလိုက်စဉ်ဆိုင်ကယ်လေးနေသူနှစ်ဦးကိုတွေ့လိုက်ရတယ်။ရှေ့ရမောင်းသူကငထုံးလို့ရွယ်နေမတင်မြင်ဖြစ်ပြီးတော့ကချီပစိုးနဲ့တီရှပ်ပြာနုရအောင်ဝတ်ထားတယ်။ဆိုင်ကယ်ဘောကဖင်တိုင်ရဲကြပြီးညင်းညူနေသူက အသက်50အရွယ်ခန့်ခန့်ဝါဝါပါတိတ်လိမ်မော်ရောင်ဝတ်ဆင်ထားတဲ့အမျိုးသမီးကြီးဖြစ်ပြီးတော့ဆိုင်ကင်မောင်းသူရဲ့မိခင်လို့ထင်ရတယ်။ငထုံးနဲ့မောင်ဝင်လဲထိုမိစီကိုပြေးသွားပြီးတော့ငထုံးနဲ့မောင်ဝင်လဲထိုသားမိစီပြေးသွားပြီးတော့အမေရရလားဘာဖြစ်သွားလဲယင်ထိုအချိန်မှာပဲဇရေပေါ်မှာမိမကြီးနှစ်ဦးယောက်ျားကြီးသုံးဦးပြေးဆင်းလာတယ်။ဟာဘလို့ဖြစ်တာလဲရရလားကောင်းလေမိမေကိုထူကြည့်စမ်း မောင်ဝင်းတို့လည်းစရက်ပေါ်ကမင်းတလုံးကိုင်းပြီးပြင်းစင်လာတဲ့လူတွေကြည့်ပြီးအံ့ဩသွားတယ်။အစိုးရကထိုစရက်မှာလူရှိနေတာကိုသတိမထားမိပါဘူး။ဆိုင်ကယ်ချင်းတိုက်မိမလို့ဖြစ်သွားတာကြောင့်မတွေးလိုက်ချင်းလည်းဖြစ်နိုင်ပါတယ်။မောင်ဝင်းဟာအန်တီရရလား။ညီလေးရရလား။အကိုတို့ဘာကူပေးရမလဲ။ထိုအချိန်မှာပဲငထိုးကိုတရောင်းမှအဖက်မလုပ်ပဲရိုးစွာအစုံလှဲ့တော်မကြည့်ကြ။မောင်ဝင်းနဲ့ငထုံးလဲသူတို့ဖတ်မလို့တဲ့လူအုပ်ကြီးကိုကြည့်ပြီးစိတ်တူလာကာ ဆိုင်ကယ်ဦးမောင်းကလှည့်ပြန်လာခဲ့လိုက်တယ်။စေမီနိခန့်မောင်းပြီးငထွန်းဟာဟာငါတော်ရယ်လေးအစိုးရကနေရာမှာကြာကြံရခဲ့ပြီကွာတော့ပြန်ကောက်ရအောင်ငါကောင်မလေးကအဲ့ဒါမရှိငါနဲ့ပြက်မှာတဲ့မင်းရလဲကွာ အရေးတယ်ဒါဆိုလေးပြန်လေလေစစောတော့ကဘွားတော်လဲခါထိသွားလားမသိဘူးအတော်နဲ့မထနိုင်ဘူးသူတို့လည်းတောင်းပန်လို့ရတာပေါ့ကွာငထွန်းတို့ဆိုင်ကယ်လေးအကွေကိုပြန်ရောက်တဲ့အခါပဝင်းချစ်တစ်ခုလုံးတိတ်ဆိတ်ပြီးတော့တက်ရှိဆိုလို့ခွေးတစ်ကောင်တောင်မတွေ့ပါဘူး မဝင်းတို့ဆိုင်ကယ်ရထားတဲ့နေရာလေးမှာငထွန်းရဲ့ရွှေအောင်တော့ကြိတ်လေးကဆိုင်ကင်မီးအောင်ကြောင့်ဝင်းလက်နေတယ်။ငထွန်းလည်းတော့ကြိတ်ကိုကောက်ပြီးဟာဒီလူတွေဘယ်ရောက်သွားကြပါလဲ။ဆိုင်ကယ်ခေါင်းကိုလှည့်ပြီးမီးကိုဟိုဘက်တစ်ဘက်ထိုးကြည့်ပေမဲ့ဘာမှမရှိ။ဇရက်ပေါ်ကိုထိုးကြည့်တဲ့အခါဇရက်ရဲ့တောင်းတနေရာမှာဖုံလင်းလင်းတက်ပြီးပျက်စီးနေတဲ့မီးအိမ်စုံတစ်လုံးကိုပဲတွေ့ရတယ်။တငယ်ချင်းအစိုးကမီးရီလင်းနေတဲ့အိမ်ကြီးလည်းမတွေ့ဘူး။ခြုံကြီးပဲကွာ။ဟိုလူတွေလည်းမရှိတော့ဘူး။ဆိုင်ကယ်ဦးတော်မြင်မြင်မောင်းတော့ကွာ။ ဒါပုံမှန်မဟုတ်ဘူးမောင်ဝင်းရဲ့စကားကြောင့်ငထိုးလေးဆိုင်ကယ်ကိုအတကုံမောင်းတော့တယ်အင်းကိုရောက်တဲ့အခါမှာတော့နှစ်ယောက်သောမျက်စိမျက်နှာပြက်ပြီးစကားတော်မပြောနိုင်ကြအိမ်နောက်သူတို့မိသားစုသူတို့နှစ်ဦးကြုံရတဲ့အရာကိုပြောပြတော့မောင်ဝင်းရဲ့ဖခင်ကမိုက်လိုက်တာကွာအဲ့ဒီလမ်းပြန်လာရတယ်လို့မင်းတို့ဘာမှမလုပ်လိုက်တာကန့်ကောက်နေမှန်းဟင်အဖေကအဲ့ဒီနေရာကိုသိလို့လားသိတာပေါ့ကွာသိရင်ပြောပြပါလားအဖေအားအေးဒီလိုကွာ ရှင်ဟာမင်းတို့ပြောနေတဲ့နေရာကတစ်ထုပ်လို့ရေစကန်တစ်ခုပေါ့ကွာလေးပင်စုတစ်ထုပ်လို့ရေစကန်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်သူတဦးရဲ့အမေကကိုစိုးကြီးတဲ့ကိုစိုးကြီးဟာအသက်50ရွယ်ဖြစ်ပြီးအသားညွညွအယံမြင့်မြင့်သူ့မိန်းမမတ်စိန်အေးတဲ့အသားဖြူဖြူခတ်ဝါဝါသူတို့ပါဘီးလက်မှာကြောင်တက်နေတဲ့သားတဦးရှိတယ်သူ့ရဲ့သားမီးကမောင်စိုးအေးတဲ့သူတို့ကထိုနေရာလေးမှာရွာငယ်လေးတန်းစုပြီးနေကြတာယာယီရွာလေးပေါ့ကွာ ထိတ်မှဇရေလေးတစ်ခုလဲစောက်ထားတယ်။ထိုစင်ခါထိုနီးမှာရွာရီမရှိကြဘဲနဲ့တတိုးရီထူထပ်နေတဲ့နေရာတစ်ခုပေါ့။သစ်ဆွဲသမားတွေအနားယူတဲ့အခါထိုဇရေလေးမှာအနားယူကြတယ်။ထိုဇရေလေးဟာတက္ကစီတွေဝင်လာရလမ်းဘေးမှာပေါ့။မကြမီဥဆိုးကြီးရဲ့သားဘီလက်မပြန်လာပြီးတော့ဖခင်သစ်စခန်းကိုစိုင်ကင်နဲ့လာရောက်လဲပတ်ခဲ့တယ်။တနေ့မှာတော့တထုပ်လို့ရေစခန်းရဲ့ကန်ဆိုးတဲ့နေပေါ့။ဥဆိုးကြီးရဲ့သားစိန်အေးရဲ့ဆိုင်ကယ်ဟာခီးချမ်းမောင်းလာတာကြောင့်လားမသိဘူး။ ။စိုင်ကေးရှင်မီဟာတစ်ချက်တစ်ချက်လွတ်နေတယ်။စိန်အေးဟာစိုင်ကေးမီရလိုရညာကလိကြည့်ပြီးမှ ရှင်မီဟာလုံးဝမလင်းတော့ဘူး။မနစ်ပြန်စောစောပြန်ရမှာမို့စိုင်ကေးရှင်မီလင်းဖို့အရေးစိန်အေးတော့ခရီးပွားနေတယ်။ဒါလေဒီရလူသမားစော်တင်ဟာစက်မှုတက်ကသူတက်ဖူးတယ်။ဒီမှာမီးဆက်တခွေးဆက်တွေပြက်ရင်သူပြင်နေကြလေ။သူအခုဇီးရမှာရှိမှာ။ตาရဲ့မီးဒီမလင်းလာတော့တော့သူပြင်တတ်မှာပါ။ခုလေသွေကမီးလွတ်နေတာတစည်းရှိတယ်။သူအဲ့ဒါပြင်ပေးနေတာ။ မေရဲ့ဆက်ဆော့ပြောပေါ့လာတက်သားဆိုင်ကင်းနဲ့ကုစောတင့်ကိုသွားခေါ်ရသားရဲ့မှောင်နေပြီဆိုင်ကင်းကမီးလည်းမရပဲနဲ့အမေရဲ့လာပါသားဆိုင်ကင်းပေါ်တစ်ခေါက်ပဲတကြည့်စမ်းပါတသက်လုံးမှဒီတစ်ခေါက်တည်းအေးပါသားရဲ့ဖြစ်ဖြစ်ပဲမောင်စိန်အေးတို့သားမရဇရင်ရှိရာဘက်ကိုဆိုင်ကင်းနဲ့ထွက်လာတယ်လမ်းဘေးကတက်တုတ်လမ်းဘေးကတင့်ငုတ်တို့တို့ကိုတိုင်ပြီးတော့ဆိုင်ကင်းဟန်ချက်ပြက်ပြီးလဲသွားတယ်အမေရရလားဘာဖြစ်သွားလဲရင် စိန်အီရိုရဲ့အတန်းလေးကြောင့်ဇီးရဲ့ပေါ်မှာရှိနေတဲ့စော်တင်တို့လည်းမိရင်လေးကင်ပြီးပြေးဆင်းလာကြတယ်။ဟာဘလို့ဖြစ်ကြတာလဲရရဲ့လား။ကောင်းလေးမိမေကိုထူကြည့်စမ်း။ထိုချိန်မှာပဲမိသည်ပြက်နေတဲ့သဆွဲကားကြီးကထူလန်းလေးကိုဝင်လာပြီးကွေ့ချလိုက်တယ်။ကားကိုမောင်းလာသူကဥစဝီကိုရင်ပြပြီးတော့တကားမောင်းဒရိုက်တာကိုဖြူကလည်းဘေးမှာထိုင်ပြီးတော့တခဲတမီကိုထိုးကလမ်းပြပေးနေတယ်။သို့ပေမဲ့၆ဘိန်းတကားကြီးရဲ့အပေါ်မှာ တခဲရဲ့မိလင်းရောင်က လမ်းထောင်ကျိုးမှာဆိုင်ကယ်လဲပြီးဝိုင်းထုံနေကြတဲ့လူအုပ်ကြီးကိုမမြင်ခဲ့ဟာသိပါပြီလူများရဲ့အတန်းကြောင့်ဥစွေးကားရက်ပြီးတော့ဘာဖြစ်လဲစဉ်းပြီးကြည့်လိုက်တဲ့အချိန်မှာကိုစိုးကြီးသိကုန်ပါပြီမြင်လိုက်ရတဲ့မြင်ကွင်းကလူခဏဦးလုံးကအထက်လိုက်ပြပြပြီးတော့ဥရီထက်ကရုပ်ပြစင်ပြသေဆုံးနေကြတယ်ဥစိုးကြီးကသားနဲ့မိမဖြစ်သူအပါဝင် အဖြစ်ဆိုးကိုကြည့်ပြီးတော့ရုပ်တရက်တတိလုကာ ကားပေါ်မှာပါလာတဲ့တနတ်နဲ့သူ့ရဲ့ခေါင်းကိုသူပြစ်လိုက်တယ်။ဘာဖြစ်လဲသူပြက်ပွဲအာယုံတွေကိုကြည့်ပြီးတော့တွတ်တွတ်ခေါင်းယူသွားတော့တယ်။ထိုတထုံးလို့ရေးစကန်လဲထိုဖြစ်ဆုံးတွေကြောင့်ဖြစ်သိမ်းသွားပေမဲ့အခုချိန်ထိ၆လမ်းမှုတွေရှိနေသေးပေါ့။ဒါဆိုသူတို့အများကုသူပေးတာတွေမလုပ်ဘူးလား။လုပ်ပေးတာပေါ့သားရဲ့ခဏခဏပဲ။ဒါမှမကျွတ်ရှာအောင်လေ။ငထုံးရေငါတို့သူတို့ဆိုင်ကယ်လဲနေတဲ့အချိန်ပုံစံမျိုးမှာတွေ့လိုက်ရလို့ငါတို့သာနောက်ထပ်အဲ့ဒီနေရာမှာဆက်နေ။ အဆုတ်လိုက်ပြုံလိုက်ကတိုက်ခံရတွေတွေ့ပြီးနှလုံးရက်သေးလိမ့်မယ်။ဟုတ်တယ်။နောက်များလူသူမရှိရဖြက်လန်းနေဆိုပတော်မှမသွားတော့ပါဘူးကွာ။ကြောက်เสียပါလား။ဦးဝင်းရေနားထောင်လို့လဲကောင်းပါ။စာဖတ်သူတွေကလည်းကောင်းကြမှာအမှန်ပဲရှင်။အချိန်လေးလင်သွားပြီ။မအေးရဲ့လက်ရမုတ်တီတုံလေးကလည်းကောင်းမှာကောင်း။ပစ္စည်းလေးတွေဝယ်ပြီးတော့ပြန်လိုက်ပါအောင်မယ်ရှင်။နောက်ထပ်ကိုရီးတွေလည်းရှိသေးတယ်ဆီယမ်မရဲ့။ဆီယမ်မလာလေမှထပ်ပြောပြအောင်မယ်။ရေးဖို့သာပြင်ပြီးတော့ဆီယမ်မရဲ့ စိတ်သာချဥဝင်းကုံချမ်းရဖို့ထမင်းမေဟင်းမေပါပဲနောက်ရက်စေးပိတ်မှပဲထက်လာခဲ့ပါမယ်ကျမကဥဝင်းတို့တငယ်ချင်းနှစ်ယောက်ကြုံခဲ့ရတဲ့ဖြက်လန်းချောင်းကိုတွေ့ရင်လည်းလက်ရှိမျက်စိရှိရာလမ်းမကြီးရဲ့အပူချိန်ကိုတော့မီးလျော်နေခဲ့တယ်ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူနန်းချောင်းညီတာထားတဲ့ဖြက်လန်းဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးခဲ့ပါပြီရှင်နောက်နေနောက်နေတွေမှာလည်းဖြစ်ရမှန်ဇလန်းနေနဲ့ဝါသိပညာပေးဇလန်းလေးကိုနေ့စဉ်တင်ဆက်လို့ပေးသွားအောင်ပါမို့ ကျမတို့ရဲ့ရွှေအန်တာတိန်မန့် channel မှာစောင့်မျှော်နားဆင်အားပေးကြဖို့တောင်းဆိုချင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံကြပါမယ်နော်။